debit ပိုင်းဆိုပါလေပေါ့နော် debit debit ပိုင်းအတီ US specific ပိုင်းအတွက်အထူးပြုလုပ်ထားတယ်ပေါ့ပါတယ်မြန်ဆန်နဲ့အပြင်ဆွမ်းအင်တတာတယ်ဒီ linear distribution တခုဖြစ်တယ်ပေါ့နော်ဒီ pipe ကိုအ ਨੇ ဆုံးလို့ဆိုတော့မှအမြန်ဆုံးလုပ်နိုင်အောင်ဒီ optimize လုပ်ပေးတဲ့ OS ဖြစ်တယ်ပေါ့နော်သူရဲ့ဒီ website ကတော့ဒီ website ပေါ့နော်ဒီ website ကနေမှသွားရင်မှအဲ download လုပ်လို့ရတယ်ပေါ့နော် ကိုကဒီဘယ်အတွက် download ဆွဲချင်တာလဲဆိုတဲ့ဟာလည်းဒီမှာတခါရေးပြလို့ရတယ်။ residency 1လား2လားဒါမှမဟုတ်2 3 4ဒွန်လား5 5ဒွန်လားဆိုမှတခါရေးပြလို့ရရပေါ့နော်။တခြားပြတဲ့ဒီ audit တို့လည်းရှိရပေါ့နော်။ဒီခွာကြကြတော့ trainer form မှာတုံးမှာကြောင့်မဟုတ်ဒီက trainer 4ဒွန်ကို download ဆွဲမယ်ပေါ့နော်။အဲ download ဆွဲမယ်ဆိုရင်ဒီမှာဒီ download လေးမှာ download ဆွဲလိုက်လို့ရရပေါ့နော်။ ောင်းလို့ဆိုလိုပါသေးဆိုရင်တော့ဒီကောင်ကိုပဲမတော်တင်မလဲဆိုရင်အဲဒီ university by imager ပဲတုံးတော့အာတခြားဒီတွင်းလို့ရတဲ့ဟာတွေပဲတုံးတုံးတွင်းလို့ရတယ်ပေါ့နော်ပရမတ် BY ဆိုရင်ဒီကောင်နည်းနည်းဆက်မသူ့ရဲ့ဘာတွေရှိလဲဆိုတော့ဒီဘာအတားချက်တွေရှိလဲဆိုတော့အကြောင်းနည်းနည်းဆက်မပြောပြမယ်ပေါ့နော်ဒီဒီတွားကြပါလဲဆိုရင်အဲအလုံးမြန်ဆန်မှာအလုံးမြန်ဆန်နေပေါ့နော်အဲဘာဖြစ်လဲဆိုရင်အဲ သူဒီ OS ကပေါ့နော်ဒီ default project တွေနဲ့မှဒီ background service တွေမရှိဘူးပေါ့နော်အဲအားကြောင့်မို့ဒီ CPU ရော RAM usage နဲ့မှဒီ capacity ပိုင်း3 4 5မှာပုံမှန်မြန်ဆန်လာတယ်ပေါ့နော်ဆိုရင် tweet တာတယ်ပေါ့နော်ဒီအဲ debit ပိုင်းအကြကြကြတော့ hand lab ပေါ့နော် no GUI အနေနဲ့ run လို့ရတဲ့အတွက်ဒီ power ဒီ ပါဝါသုံးတာနဲတယ်ပြီးွားရဆိုရင်24နာရီဖွင့်နိုင်ရမယ်စပါတယ်ဒါမှမဟုတ်ဘက်ထရီနဲ့အလုပ်လုပ်ရမယ် project တွေများအတွက်အထူးတင်လို့ရတယ်ပေါ့နော်နောက်ပြီးကြကြတော့ user friendly ဖြစ်တယ်သူ comment line နေနဲ့သုံးနိုင်ပေမဲ့ဒီအဲ dev by config တို့အဲ dev by software ဆိုတဲ့ဒီ setup တို့တွေကလွယ်တယ်ပေါ့နော်ဒီဒီကောင်းနေဆိုရင်ဒီ dev by and သုံး twinner dev by ဒီ os တင်တဲ့နေရာမှာဆိုရင်အဲဒီကောင်းနေရဲ့သုံးနည်းပုံမှတိလာမယ်ပေါ့နော် သူကကြကြကြတော့ဒီ menu ပေါ်ကနေမှရွေးလိုက်တာနဲ့ဒီ web server တို့လိုအပ်တဲ့ဟာတွေ software တွေကို auto install ပေးရပေါ့နော်သူအမျိုးလောက်တာကြောင့်မို့ဒီ command line တချောင်းကြီးရိုင်းမှာ install လုပ်ဆရာမလိုတော့ဘူးအဲဘယ်လိုမျိုးလဲဆိုရင်ဒီမျိုးပေါ့နော် auto software installer အာ quick startup ပါပေါ့အကြောင်းမလို့ပေါ့နော်ဒီတက်ပိုင်မှာကြာ popular software ၄၀ပါဝင်မှာဒီရွေးလိုက်တိုင်းနဲ့ auto start လုပ်ပေးရပေါ့နော်ဒါဒီအဲဒီ dev by os တင်မြန်နဲ့တက်ခါတဲ့တိလာမှာပေါ့နော် တူမှာဆိုရင် combine dependency index ဆိုင်တဲ့အဆင့်နေမလို့ပေါ့နော်တခါတယ်ဒီအနောက်မှာဒီဘယ်ဥစ္စာအတွင်းကျင်လာလဲဆိုမှဒီသူ့ရဲ့ကုန်းနဲ့တွင်ပေးလိုက်ရုံပဲပေါ့နော်အဆက် capacity မျိုးစုံနဲ့တဟာစာတာဖြစ်တယ်ပေါ့နော်ဒီ capacity ပိုင်းမှာကပဲနဲ့ဒီတခြား high မှာလည်း run လို့ရတယ်ပြီးသွားဆိုရင်ဒီသူ့ရဲ့ architecture တွေမှာလည်းဒီ a ဒီ ARN architecture တွေကိုလည်း support လုပ်ပေးရပေါ့နော် ဒီလုံခြုံရေးကောင်းမွန်တဲ့ဒီမလိုအပ်တဲ့ဘက်ကောင်းစပ်ပစ်တွေမပါဘဲနဲ့မီနီမိုက်လုပ်ထားတဲ့အတွက်ဒီအဲဒီတိုက်ခတ်ခံရရနေတယ်ပြီးလိုက်ဆိုရင်ဒီ SSH setup to firewall setup to password handling ဆိုတဲ့ဒီ feature တွေပါမယ်ပေါ့နော်ပြီးခြားရပါတယ်သူ့ဘယ်နေရာမှာသုံးနိုင်လဲဆိုရင်ဒီနေရာမှာရအသုံးများရပေါ့နော်